င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group ရဲ့ Podcast Season ကနေကြိုဆိုပါရစေဒီ Season ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်သလို Download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်လည်းရပါတယ်ကျမအမီပါ ီနေ့သတင်းတွေထဲမှာတော့အာဂျင်တီးနားတရားရုံးကစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်းနဲ့နောက်ထပ်ခေါင်းဆောင်23ယောက်တို့ကိုနိုင်ငံတကာဖမ်းဝရန်ထုတ်ပြန်ခဲ့ပါတယ် လူကုန်ကူးခံရတဲ့သူအယောက်200ကျော်ကိုထိုင်းအာဏာပိုင်တွေစီ DKPA ကလွှဲပြောင်းပေးအပ်လိုက်ပါတယ်။ရခိုင်ပြည်စစ်တွေမြို့နယ်ဒေကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုအရခတ်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တင်လာပါတယ်။တရင်ပိပုချက်တွေထဲမှာတော့ခရီးနီပြည်သားမဟုတ်တဲ့သူတွေကိုပြည်내ချဖြတ်တန်းခွင့်ကပ်ပြားထုတ်ပေးပြီးခရီးနီပြည်တွင်ဝင်ထွက်ခွင့်ကိုကြီးကြပ်သွားဖို့ IEC ကလုပ်သွားဖို့ရှိနေတဲ့အကြောင်းနဲ့တခြားစစ်ဝင်စားစရာတရင်တွေကိုနားဆင်ရဖို့ရှိနေပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်မအမီနဲ့အတူ smile ကနေတာဝန်ယူပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ာဂျင်တီးနာတရားရုံးကစစ်ကောက်စီခေါင်းဆောင်ဘူချုံမူကြီးမင်းအောင်လိုက်ဒုတိယခေါင်းဆောင်ဒုတိယဘူချုံမူကြီးဆိုဝင်းနဲ့နောက်ထပ်စစ်ခေါင်းဆောင်23ရောက်တို့ကိုဖေဖော်ဝါရီလ23ရက်နေ့မှာနိုင်ငံတကာဖန်ဝရန်ထုတ်ပြန်ခဲ့ပါတယ်ဒီသတင်းကိုတော့အင်္ဂလန်နိုင်ငံအခြေစိုက်မြန်မာဟိုရိုဟင်ဂျာအဖွဲ့ဖြစ်တဲ့ BRO UK ကဖေဖော်ဝါရီလ14ရက်နေ့မှာတင်ညာချက်ထုတ်ပြန်ခဲ့ပါတယ် ရခိုင်ကရိုဟင်ဂျာမွဆလင်တွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုပြီးလက်တင်အမေရိကမှာရှိတဲ့လူအခွင့်အရေးရှင်တွေကမြန်မာစစ်ကောင်းဆောင်တွေကိုစုံစမ်းစစ်ဆေးဖို့2019နှစ်ကုန်ပိုင်းမှာအာဂျင်တီးနားတရားရုံးကိုဥတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။အခုလိုဖန်ဝရန်ထုတ်နိုင်ဖို့လိုအပ်တဲ့အထောက်အထားတွေကိုကုလသမဂ္ဂကဖွဲ့စည်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာလူလက်သောစုံစမ်းစစ်ဆေးရေးရန်တရား IIMM ကပတ်ပူပြီးခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတကာရစဝုတရားရုံး ICC ကလည်းစစ်ကောင်ဆောင်ဘူချုံမူကြီးမင်းအောင်လိုက်ကိုဖန်ဝရက်ထုတ်ဖို့အတွက် စစ်စစ်နေစေကာလမှာအာဂျင်တီးနားတရားရုံးရဲ့ဖန်ဝရက်ကအရင်ထွက်ရှိလာတာဖြစ်ပါတယ်။လူကုတ်ကူးခံရသူအများအပြားကို ထိုင်းအာဏာပိုင်တွေစီဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကလွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ကရင်ပြည်မြဝတီမျိုးတောင်ဘက်ကြောက်ခက်ရွာရှိဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA gate ကနေထိုင်းအာနာပိုင်ရီစီကိုနိုင်ငံပေါင်း20ကလူကုန်ကူးခံရသူ960ယောက်ကို ဖေဖော်ဝါရီလ12ရက်နေ့ကလွှဲပြောင်းပေးလိုက်တာဖြစ်ပြီးဆက်လက်လွှဲပြောင်းဖို့လည်းရှိနေပါတယ်။မြဝတီမျိုးကြောက်ခက်ရွာကငွေလိမ်လုပ်ငန်းပေါင်း40ကျော်မှာအလုတ်ခိုင်းစီခံနေရသူတွေဖြစ်တယ်လို့ DKBA စီဦးစီးချုပ်ဘူချုပ်ကြီးစောစန်းအောင်ကပြောပါတယ်။ DKBA ထိချုပ်နယ်မြေထက်ကညင်ပန်းနှိမ့်ဆက်အလုတ်ခိုင်းစီနေသူတွေကိုဆက်ပြီးရှာဖွေရှင်းလင်းသွားမယ်လို့ဘူချုပ်ကြီးစောစန်းအောင်ကပြောဆိုလိုက်ပါတယ် DKBA ဖက်လွဲပြောင်းပြလိုက်တဲ့လူကုန်ကူးခံရတဲ့သူတွေကိုတော့ထိုင်းအာနာပိုင်တွေကမဲဆောင်မျိုးဖော်ပရဒေတာဘန်ချောက်ခတ်ကန်ကူးဂိတ်မှာလက်ခံခဲ့ကြပါတယ်ရခိုင်ပြည်စစ်တွေမြို့နယ်ထဲကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုအရခတ်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေစတင်လာပါတယ် စစ်တွေမြို့ပြင်ရှိ အမြင့်ကျွန်းပါဒလေရီချမ်းပြင်နဲ့ကြာမတော့ရွာဒီမှာရှိတဲ့စစ်ကောက်စီရဲ့တပ်စခန်းတွေကိုဖေဖော်ဝါရီလ17ရက်ညနေပိုင်းကစလို့အေအေကတပြိုင်နက်တည်းထိုးစစ်ဆင်လာတာလို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။အေအေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောက်စီတပ်ဖွဲ့ဝင်တချို့ထိမဲ့ဒဏ်ရာရရှိခဲ့ပြီးစစ်တွေမြို့ဒေသကုတ်ကဲမှုဌာနချုပ်ဒါကာစာရှိ အမတ်ဆက်ခွန်စစ်စည်းရုံမှာဈေးကူတောင်းမှုခံယူနေကြတယ်လို့ဆိုပါတယ်။ အေအေဟာကွာမြူနယ်ကိုတိတ်ပိုက်ပြီးနောက်ပိုင်းမှာရတိတောင်နဲ့ပုံနာကျုံမြူနယ်တို့ကနေတဆင့်တဖြည်းဖြည်းစစ်တွေကိုဝင်ရောက်လာဖို့ကြိုးစားနေတယ်လို့စစ်ရေးလေလာသူတွေကဆိုကြပါတယ်စစ်တွေမြူနယ်ထဲဆိုရင်ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဓာကာစအမတ်20နဲ့နှစ်3နှစ်ချင်းလျင်တဲ့ရင်တွေ အမတ်900ရရှိစီမီပြင်အင်ဂျင်နီယာတက်ရင်နဲ့ရဲတက်ရင်တွေအပါအဝင်တက်ရင်20ကျော်ရှိနေပါတယ်။ရခိုင်ပြည်ထဲမှာတော့စစ်တွေမျိုးအပြင်မန်အောင်နဲ့ရန်ပြဲမျိုးနဲ့၃မျိုးနယ်ကိုပဲအေအေကတည်ယူဖို့ကြံတော့တာဖြစ်ပါတယ်။ တိုင်ပါဆို MMA အာဂဇာတမကချင်တိုင်းသားအလာအန်ဆန်နဲ့တူရကီနိုင်ငံသားရှမေအယ်ဒိုဂန်တို့လာမယ့်ဖေဖော်ဝါရီလ20ရက်နေ့မှာဒုတိယအကြိမ်အဖြစ်ထပ်မံထိုးသက်သွားမယ်လို့ဝမ်ချင်ပီယံရှစ်ကထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲ့ဒီထိုးသက်ပွဲကိုကာတာနိုင်ငံလူဆက်စပေါ့စ်အရီနာမှာပြုလုပ်သွားမှာဖြစ်တယ်လို့ဝမ်ချင်ပီယံရှစ်ရဲ့ဇန်နဝါရီလ29ရက်နေ့ကြေညာချက်ထဲမှာတွေ့ရပါတယ်။ အလာအန်ဆန်နဲ့ရှာမီအယ်ဒူဂန်တို့ဟာမီဒယ်ဝိတ်တန်းနီယာအတွက်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ6ရက်နေ့ကတကြိမ်ထိုးတိုက်ခဲ့ကြပြီးအဲ့ဒီပွဲမှာတော့ရှာမီအယ်ဒူဂန်ကလက်ရည်အသားနဲ့ဒုတိယအချီမှာဒိုက်ပွဲရက်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဝမ်ချန်ပီယံရှစ် MMA ရဲ့ Light Heavyweight နဲ့ Middleweight တန်းကမ္ဘာချန်ပီယံဖြစ်ခဲ့သူအလာအန်ဆန်ဟာပြီးခဲ့တဲ့2022ခုနှစ်ကပြိုက်ပွဲတွေမှာချန်ပီယံဆုနှစ်ခုလုံးကိုလက်လို့ဆုံးရှုံးထားပါတယ်။ အသက်39နှစ်အရွယ်ရှိပြီဖြစ်တဲ့အလာအန်ဆန်ဟာ MMA ပွဲပေါင်း49ပွဲထိုးသက်ထားပြီး30ပွဲနိုင်19ပွဲရှုံးနိမ့်ထားသူဖြစ်ပါတယ်။သူနဲ့ထိုးသက်မဲ့အသက်34နှစ်အရွယ်တူရကီနိုင်ငံသားရှမီအယ်ဒိုဂန်ကတော့ MMA ပွဲပေါင်း10ပွဲ ထိုးသက်ခဲ့ပြီးရှုံးပွဲမရှိစံချိန်တင်ထားသူဖြစ်ပါတယ်။ ုဆက်ပြီးသတင်းပေးပို့ချက်တွေကိုနားဆင်ကြရမှာပါ။ခရနီပြည်သားမဟုတ်တဲ့သူတွေကိုပြည်내ချဖြတ်တန်းခွင့်ကပ်ပြထုတ်ပေးပြီးခရနီပြည်တွင်းဝင်ထွက်ခွင့်ကိုကြီးကြပ်သွားဖို့ခရနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကလှုပ်သွားဖို့ရှိနေပါတယ်။ဒီကြောင်းကိုတော့ကိုစောဝေးရတင်ဆက်ထားပါတယ်။တခြားတိုင်းနဲ့ပြည်내အတွင်းနေထိုင်သူတွေအနေနဲ့ခရနီပြည်내ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ထံမှပြည်내ချဖြတ်တန်းခွင့်ကပ်လုပ်ပြီးမှပဲပြည်내အတွင်းဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ဒီဖြတ်တန်းခွင့်ကပ်လို့ရမယ့်အစီအစဉ်ကိုတော့အခုနဲ့မက်လနောင်ပိုင်းမှာစတင်ပြီးအကောင့်ထဲပေါ်သွားမှာဖြစ်တယ်လို့ IEC တာဝန်ရှိသူကပြောပါတယ်ဒီကရပိနေပိနေပြပဟိုတွာလာခွင့်ကိုပဲကျွန်တော်တို့ကအာအတိချပေးတော့ဗောနော်အာကျွန်တော်ပိနေထက်ကိုဝင်လာတဲ့ပုံစံပါကက်တဂိုရီကကွဲပါတယ်နော်အဲ့တော့ပိနေထက်မှာရှိနေပြီးသားရှင်မင်းထေရန်မှာကူညီတဲ့သူတွေအာ CSO NGO မှာလုပ်နေတဲ့သူတွေ ပညာရေးကျန်းမာရေးစက်တမ်ဘာပါဝင်တဲ့တူတွေကတော့ဒီစာတစ်ခုကတော့သူတို့အတွက်ကကျွန်တော်တည်တန့်စီမံထားတာရှိတယ်အခုကျွန်တော်တို့တွေ့နေတဲ့ဒီအနီရောက်ဟိုတွာလခွင်လက်မနဲ့မဆိုင်ပါဘူးပေါ့နော်သူတို့တည်တန့်စီမံထားတာရှိပါတယ်ဒါပေမဲ့ဒီဟာကအခါလျော်ဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့ထုတ်ပြန်တော့မှာဖြစ်တော့ပြည်내ချဖြတ်တန်းခွင့်ကကခရီးပြည်내အတွင်းဝင်ထွက်သွားလာရေးကိုစနစ်ကျစီမံနိုင်ဖို့နဲ့လုံခြုံစွာဝင်ထွက်သွားလာနိုင်ဖို့ရည်ရွယ်ပြီး IEC ရဲ့လူဝင်မှုကြီးကြပ်ရေးဌာနရဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်ချမှတ်ထားတယ်လို့ဆိုပါရယ် ပြည်내ပြင်ပနဲ့နိုင်ငံပြင်ပကဂရင်းနီကိုစီးပွားရေးလုပ်ငန်းအတွက်ဖြစ်စေတခြားကိစ္စရပ်တွေအတွက်ဖြစ်စေဝင်ထွက်သွားလာကြမဲ့သူတွေအတွက်ထုတ်ပေးဖို့ဖြစ်တယ်လို့ဥပညာကပြောပါတယ်။ဂရင်းနီပြည်အတွင်းဝင်ထွက်သွားလာမဲ့ပြည်내ပြင်ပကလူတွေဟာကိုယ်ရေးအချက်လက်တွေပေးသွင်းပြီးသွားလာရမှာတရားဝင်ဖြစ်လာဖို့နဲ့လုံခြုံရေးအတွက်အပြန်အလှန်ကူညီပေးဖို့ဝင်ထွက်တွေကိုချဲ့မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။ကန့်တန့်ပိတ်ပယ်လိုက်တာမျိုးမဟုတ်ဘူးလို့ IEC ကပြောပါတယ်။ဒီဟာကကျွန်တော်တို့ ်ပြည်နယ်သူပြည်နယ်သားတွေမဆိုင်ပါဘူးเนาะဟိုအဓိကပြည်နယ်တဲကိုစီးပွားရေးလုပ်ငန်းဖြစ်စေပြည်နယ်သားလဲတာဖြစ်စေကျွန်တော်တို့ဒီဖက်ဒီအာတချို့လူမှုရေးလုပ်ငန်းတွေ project activity တွေတည်င်းရဲ့ချက်လက်ယူချင်တာတွေ research တွေအာလုပ်တဲ့လူတွေရှိတော့ဗောနော်အဲ့ဒီသူတို့ကိုအသက်နိုင်ဆုံးဒီအချက်လက်ဒီစင်တကြဒီ deport ဖြစ်တော့ဗောနော်ကျွန်တော်တို့ပြည်သူလူထုတွေကလည်းဒီလိုမျိုးဝင်ထွက်တော့လာတဲ့သူကိုကျွန်တော်ဒီမျိုးစင်တကြအာလုပ်ထားပေးချင်အဖြစ်သူတို့သူတို့အတွက်လည်းစစ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကိုသူတို့ပို့ရရရကြစေမယ် ဒရင်းီပြည်သားမဟုတ်တဲ့ခီးသွားပြည်သူတွေကိုကက်ပြားနဲ့ပြည်တွင်းဝင်ထွက်ခွင့်ကြီးကြပ်သွားမယ်အပေါ်ဘိတ်ကနေခရီးနီဘီကိုရောက်နေတဲ့တော်လန်ရေးရဲဘော်တယောက်ကသူ့ရဲ့သဘောထားကိုခုလိုပြောပါဗါးအခုလည်းတခြားဒီကဒီမဒီမှာအခုရဲဘော်လုပ်တယ်အခုကဒီခရီးနီဘီနဲ့ရတာတုံးချုံဘောနာအခုလည်းဒီကပြားကဲမစလို့ကိုလည်းကဲမှာပဲအတော့လည်းဆိုတော့ဒီကယုံကြည်မှုပေါ်နာဒီခရီးနီဘီနဲ့တော်လန်ရေးဘီဘီပြည်သူလူထုတွေဖြစ်ဒီကတုံးနဲ့တူယုံကြည်မှုတိစောက်တဲ့သဘောပေါ်နာခရီးနီဘီနဲ့ရဲ့လူထုရဲ့ခုလိဖြစ်သွားပါဘော ော်လန်ရေးကာလလိုအသွင်ကူးပြောင်းရေးကာလမှာလည်းဒီသက်မှတ်ချက်ကိုဆက်အကောင့်ထဲပေါ်သွားမှာဖြစ်ပြီးအသေးစိတ်ကိုတော့ထပ်မံကြီးညာသွားမယ်လို့ IAC တာဝန်ရှိသူကဆိုပါတယ်။ Greenie B အတွင်းနယ်မြေ80ရာခိုင်နှုန်းလောက်ကို Greenie တော်လန်ရေးပူပေါင်းဖွဲ့ကထိန်းချုပ်ထားပြီးဖြစ်ပြီးအဲ့ဒီနယ်မြေတွေထဲမှာအုပ်ချုပ်ရေး၊ချောက်ပြေစုံမိုးရေး၊လုံခြုံရေး၊ပညာရေး၊မွေးမြူရေး၊ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေအပြင်အုပ်ချုပ်ရေးရင်းနှီးပါလည်ပတ်နေပြီဖြစ်ပါတယ်။ လူကုန်ကူးခံထားတဲ့သူ261ယောက်ကို လွှဲပြောင်းပြီးတဲ့နောက်ငွေလိမ်လုပ်ငန်းတွေရှင်းလင်းရေးဆက်ပြီးတော့လှုပ်ဆောင်သွားမယ်လို့ DKBA ကပြောဆိုထားပါတယ်သူတို့ထိန်းချုပ်ထားတဲ့နေမြေတဲ့လူမဆန်တဲ့လုပ်ငန်းတွေကိုခွင့်ပြုတာမျိုးမရှိဘူးလို့လည်းပြောဆိုလိုက်ပါတယ်ဒီအကြောင်းကိုတော့ကျွန်မအမီကနေပဲတင်ဆက်ပေးထားတာဖြစ်ပါတယ် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နေမိတဲ့ပြည်ပကလာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတဲ့လုပ်ငန်းရှင်တွေကိုကြားဖြန့်ခေါ် online ငွေလိမ်ကိုင်းနဲ့လူကုန်ကူးမှုဖြစ်တဲ့လူမဆန်တဲ့လုပ်ငန်းတွေကိုခွင့်ပြုထားတာမျိုးမရှိဘူးလို့ပြောပါတယ်။လူကုန်ကူးမှုတွေအဲဒီမှာရှိသလားလို့မင်းဟိုဘယ်ကရှိတဲ့ပေါ်မှာဒီလိုသတင်းနေရတဲ့ဟိုကြီးစိုးနေတာရှိတယ်ပေါ့လေဘယ်ပုံဘယ်နည်းရှိတယ်ဆိုတော့ဟိုအတိအကျခေစီးတွင်းကြတော့ကျွန်တော်တို့ဟိုမသိပါဘူးကြီး နော်ဒီလူတွေဒီမှာတို့အလုပ်လုပ်လို့တာကမင်းတို့လူသားတွေအကြောင်းဝယ်လို့ဖို့လူသားတွေကိုညှင်းပဲရက်ဆက်ဖို့နော်လူမဆန်တဲ့လုပ်ရဒီလုပ်ဖို့ကျွန်တော်တို့ခွင့်ပြုထားတာတော့မရှိဘူးအဲလုပ်တယ်ဆိုတန်မှန်ဆန်ကယူသားလုပ်ဖို့နော်ငါတို့ဒေသဖွံ့ဖြိုးရေးအတွက်မင်းတို့ကငွေစင်ကြီးစင်နဲ့လာလုတ်ကင်လာတော့ဟိုလုတ်ကြဖို့ဗျာလူမဆန်တဲ့လုပ်ရတော့ငါတို့ကလက်မခံဘူးဆိုတာတို့ပြောတာတော့အဲ့ဒါတို့ရှိလာတယ် DKPA အနေနဲ့အဲ့ဒီလုပ်ငန်းတွေမှာလည်းပါဝင်ပတ်သက်တာမျိုးမရှိသလိုကြာဖြန့်ခေါ် online ငွေလိမ်လုပ်ငန်းအပြင်လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတက်တေခိုင်ခိုင်လုံလုံတင်ပြနိုင်ရင်ကျူးလွန်တဲ့သူတွေကိုဖမ်းဆီးပေးမယ်လို့လည်းပူချုပ်စောစန်းအောင်ကဆက်ပြောပါတယ်ခုနကသာသမီပြောတိုင်းလိုက်ပြီးတော့လှုပ်ပေးရမယ်ဆိုတော့ကျွန်တော်လှုပ်လည်းမနိုင်ဘူးလှုပ်လည်းမတတ်ဘူးဆရာအဲချစ်နိုင်နာတော့သူ့နိုင်ငံသားတယောက်နေရတယ်တော့တန်ရင်းတမန်ကြီးနဲ့ကျွန်တော်မြန်မာတန်ရုပ်အကြောင်းကြားသိပေးလာတယ် ဒီနေရာမှာအတိတ်ကြရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ်ဆောင်ပေါ်ထုတ်ပြီးတော့တော့လှုပ်ထုံလို့ညီတိုင်းပြန်လဲအနှံဖို့ကျွန်တော်တို့အဲ့လိုအဲရည်မှန်းတာရှိတယ်ဗျာနော် အွန်လိုင်းငွေလင်ကိုင်းနဲ့ဆက်ဆက်တဲ့လူကုန်မှုလုပ်ငန်းတွေနိုင်နေနိုင်ဖို့ထိုင်းမြန်မာနယ်စပ်မြို့တွေဖြစ်တဲ့မြဝတီဖျားသုံးစုနဲ့တာချီလေးအပါဝင်နေရာတချို့ကိုဖေဖော်ဝါရီလ9ရက်နေ့ကစပြီးထိုင်းနိုင်ငံဘက်ကလက်စစ်တအားလိုက်အင်တာနက်လိုင်းနဲ့ဆက်သုံးစီတွေဖြတ်တောက်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းလူကုန်မှုတိုက်ဖြတ်ရေးနဲ့မူရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ DGPA ကဖေဖော်ဝါရီလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဖေဖော်ဝါရီလ12 ရက်နေ့မှာတော့ဖိလစ်ပိုင်၊ကင်ညာ၊တရုတ်၊အီသီယိုးပီးယား၊ပါကစ္စတန်၊သရီလင်္ကာ၊နိုင်ဂျီးရီးယား၊မလေးရှား၊နီပေါ်၊အင်ဒိုနီးရှားအပါအဝင်နိုင်ငံပေါင်း20ကနိုင်ငံခြားသား262ယောက်ကိုထိုင်းအာဏာပိုင်တွေစီ DKPA ကလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။စစ်ကောင်စီလက်အောက်ခံနေသားဆောင်တပ် BGF ကလည်းကရင်ပြည်နဲ့မြန်မာထိုင်းနယ်စပ်ဒေသတွေမှာတရားမဝင်ရာဇဝတ်မှုတွေကို အစိုးရနိုင်ငံတကာတို့နဲ့ ပူပေါင်းလက်တွဲတိုက်ဖြတ်သွားမယ်လို့ဖေဖော်ဝါရီလ6ရက်နေ့မှာထပ်မံထုတ်ပြန်ထားပါတယ်ရှင်။ ဒီနေ့ရဲ့သတင်းအစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။